ိတ်၌ဖြစ်ပွားအစိုးတရားတို့ဤလှဲ့စားမှုများပါဠိစာပေမှာလှဲ့စားခြင်းကိုဝင်စနာလို့ခေါ်တယ်ဝင်စနာဆိုတာအစစ်နဲ့အတုအမှန်နဲ့အမှားဒီနှစ်ခုကြားမှာရောထွေးသွားအောင်ဖြစ်စေတတ်တဲ့လှဲ့စားခြင်းလို့ ညမာစကားမှာဒီလိုဆိုတာပစ္စည်းနဲ့ပတ်သက်လာလို့ရှင်အတုနဲ့အစစ်လို့ဆိုတဲ့အခါမှာအစစ်နဲ့တူအောင်စင်တူယူမှလှုပ်ထားတဲ့အတုတွေဟာအစစ်နဲ့အတုခွဲမရအောင်လှည့်စားသွားတဲ့ရတဲ့ပုဂ္ဂိုလ်ဟာအစစ်မရပဲနဲ့အတုရတံပိုးခြင်းအဖြစ်အလွန်ကွာခြားတယ်ပေါ့ ဒါကြောင့်မို့သဘာဝတရားတွေမှာလည်းပဲထို့တူပဲအစ်စ်နဲ့အတူလွဲမှားတော့အောင်ရောထွေးနိုင်တဲ့အရာတွေရှိတယ်။သဘာဝတရားကိုကအစ်စ်နဲ့အတူလွဲမှားတော့အောင်လှည့်စားထက်တဲ့သဘောတရားတွေဘုန်းကြီးတို့ရဲ့စိတ်တွေထဲမှာပို့ပြီးတော့စိတ်ကိုမိပြီးတော့ဖြစ်တဲ့သဘာဝတရားတွေထဲမှာရှိတယ်။ဒါနဲ့ပတ်သက်လာတဲ့အခါမှာ အခုရွှေကျင်ကိုင်းကြီးကိုပထမအဦးဆုံးတည်ထောင်တော်မူခဲ့တဲ့ရွှေကျင်နိကာယကဏသမုဋ္ဌာပကရွှေကျင်ဆရာတော်ဘုရားကြီးမင်းတုံမင်းလက်ထက်က မင်းတုံဘရင်ကအလွန်ချီးညိုလို့မန္တလေးတောင်မြောက်ဖက်မှာရွှေကျင်တိုက်ကြီး၅တိုက်တည်ထောင်ပြီးတော့ကိုယ်ွယ်ခဲ့တဲ့ဆရာတော်အဲ့ဒီဆရာတော်ဘုရားကြီးရေးသားတဲ့ ဝင်စနာဒီပနီလှည့်စားခြင်းတွေကို ထုတ်ဖော်ပြတဲ့ကျမ်းစာလေးတစ်ဆောင်ရှိတယ်။အဲ့ဒီကျမ်းစာဟာဆရာတော်ကြီးကသူ့သဘောနဲ့သူ့ရေးတာမဟုတ်ဘူး။ပိဋကတ်တော်ထဲမှာနိတိပါဠိတော်ဆိုတာရှိတယ်။အဲ့ဒီနိတိပါဠိတော်ကို ဖွင့်ဆိုတဲ့နိတိအထက်ကထာနိတိအထက်ကထာမှာ လှည့်စားမှုတွေကို38မျိုး ခွဲခြားပြီးတော့ဖော်ပြထားတာရှိတယ်။အဲဒီ38မျိုးသောလှည့်စားမှုတွေကိုဆရာတော်ဘုရားကြီးကထုံနှုတ်ပြီးတော့ရှင်းလင်းရေးသားထားတဲ့ကျမ်းစာလေးတစ်ခုဝင်စနာဓိပနီလို့ခေါ်တယ်။လှည့်စားမှုကိုထင်ရှားအောင်ဖော်ပြတဲ့ကျမ်းစာတစ်ခု။အဲ့တော့ဆရာတော်ဘုရားကြီးကိုပူဇော်သောအဖြစ် ဒီကနေ့ဆရာတော်ကြီးရေးသားခဲ့တဲ့ဝိသနာဓိပနီကိုမိညာဉ်၍၎င်းမူရင်းချမ်းဖြစ်တဲ့နိတိအထက်ကထာမှ ထုံနှုတ်၍၎င်းတဘာဝအားဖြင့်လက်စားရတဲ့မိမိတို့ရဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့အစိုးတရားတွေဘုန်းကြီးတို့တွေတတိထားတတ်ဖို့ဒါကိုဟောကြားတာဖြစ်ပါတယ်။ရသဗျာဒိခင်ကိုရောမြတ်က ပါပတ္တမိန်ရမတိမနောလူတွေရဲ့စိတ်ဟာမကောင်းမှု အကုသိုလ်တွေမှာမွေးလျော်တယ်လို့ဒီလိုဆိုတာနောက်တစ်ခုအိဗယ်တစ်ခု ပြောနိုင်တာကတော့ပါပတ်လို့ဆိုတာမကောင်းမှု အကုသိုလ်အလုတ်တင် မကဘူးမနဆိုတဲ့စိတ်တဘာဝဟာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ မကောင်းတဲ့အဆိုးတရားတွေနဲ့သာသူကပျော်တယ်လို့ဆိုလို့ဥပမာမဲ့ဘုန်းကြီးတို့စိတ်လေးဟာလောဘနဲ့ပျော်တယ်အလောဘနဲ့ကြမပျော်ဘူးဒေါသနဲ့ပျော်တယ်အဒေါသနဲ့ကြတော့မပျော်ဘူးမောဟနဲ့ပျော်တယ်အမောဟနဲ့မပျော်လောဘဆိုတာအဆိုးတရားဒေါသဆိုတာအဆိုးတရားမောဟဆိုတာအဆိုးတရား မမနာတွေအိတ်တာတွေမစ္စရိယာတွေနဲ့ဆိုရင်စိတ်ကပျော်မွေ့အဲဒီလောဘဒေါသမောဟလို့ဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဆိုးတရားတွေနဲ့စိတ်ကလေးကတွဲဖက်မိသွားလို့ရှိရင်ပုံပြီးတော့ပျော်တယ်ဒီအပေါင်းအသင်းတွေကိုသူပိုသဘောကျတဲ့ဘာဖြစ်လို့လဲဆိုရင်တဏှာထဲမှာအလွန်အချိန်ကြာအောင်အလေးအကျင့်ကြီးတစ်ခုရတာ လောဘနဲ့တွဲနေကြဒေါသနဲ့တွဲနေကြမောဟရီမာမနရီအိတ်တာမစ္စရိယရီနဲ့ဒီစိတ်ကလေးဟာတွဲနေကြဖြစ်တော့တဘာဝအားဖြင့်ဖြူစင်ပါတယ်ဆိုတဲ့စိတ်ကလေးဟာဒီလိုပါပလို့ဆိုရဲဆိုးရုပ်တဲ့တရားတွေတဘာဝတရားတွေနဲ့ရှင်တွဲလာတဲ့အခါအဲ့ဒီတဘာဝတရားတွေနဲ့ရှင်တွဲရတဲ့အပေါ်မှာ तू ပျော်မွေ့တယ်လို့